အလောပဲမင်္ဂလာပါအာဒီနေ့တော့ကျွန်တော်ဖတ်နေတဲ့အတွေးခေါ်ပေါ့နော်အတွေးခေါ်ပညာရှင်တယောက်အာခံယူထားတဲ့ခံယူချက်ကိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်ပြီးခဲ့တဲ့ဗီဒီယိုတုန်းကတော့ Plato ရဲ့အတွေးခေါ်တပန်ဒစာအတွေးဂျုံဝါဒီနဲ့စင်ချင်းတုံဝါဒီတပန်ဒစာပြီးတော့မနေ့တုန်းကဆိုရင်လည်းကျွန်တော်ကအာ Tales of Miletus အတွေ့အကြုံတပန်စတင်ခဲ့တယ်မနော်ဒီဒီနေ့ကျတော့ security ပေါ့လေ security ရဲ့သူ့ရဲ့ယုံကြည်ချက်ကို ပေါ့နော်သူ့အတွေ့အခေါ်ပေါ့နော်သူ့ရဲ့ယုံကြည်ချက်ကိုတော့ကျွန်တော်ပြန်လဲပြောပြမှာဖြစ်တယ်ပေါ့နော် okay ဒါကတော့ security အာ security လက်ခံယုံကြည်ထားတဲ့သူ့ရဲ့ယုံကြည်ယုံကြည်ချက်တစ်ခုပေါ့လေနော်ဒါတော့ကျွန်တော်ဒါတော့ကျွန်တော်ဖားတဲ့ philosophy စာအုပ်ဖြစ်တယ်ပေါ့လေနော် တော့ဆုဆုခရီးရဲ့ဆုခရီးတီပေါ့ဆုခရီးတီရဲ့ခံယူချက်ကတော့ဘယ်လိုလဲဆိုတော့ဒါတို့ပြောတာ the life which is i examine is not worth living ပေါ့ဆိုလိုတာကတော့ဒီဘဝတစ်ခုပေါ့လေနော်ဘယ်လိုမျိုးဘဝလဲဆိုတော့ဥပမာကိုယ့်ကိုယ် i examine ပေါ့နော်ပြန်လဲစစ်တာမရှိဘူးပြန်လဲသုံးသတာမရှိဘူးဆိုရင်တော့ဒါကထိုက်တန်တဲ့ဘဝတစ်ခုထိုက်တန်တဲ့အသက်ရှင်မှုတစ်ခုတော့မဟုတ်ဘူးပေါ့လေနော်သူဆိုလိုတာက ဲ့တော့သူကဘယ်လိုမျိုးနဲ့ဆက်တင်လဲဆိုတော့သူဘယ်လိုမျိုးရှင် the life the the only life worth living is a good life ဟဲ့ဘဝတစ်ခုအရန်ကိုတန်ဖိုးရှိတယ်ထိုက်တန်တဲ့ဘဝဆိုတာကတော့ဘယ်လိုမျိုးအာနေထိုင်ရမလဲဆိုရင်တော့ living is a good life ပေါ့ကောင်းမွန်တဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုတစ်ခုဆိုရင်တော့ဒါကတော့ထိုက်တန်တဲ့ဘဝတစ်ခုပေါ့သူဆိုလိုတာကတော့အဲ့တော့သူဘယ်လိုမျိုးဆက်ပြောလဲဆိုတော့ I can only live a good life if and really know what is good and evil are တဲ့ပြောတာအဲ့တော့သူဆိုလိုတာက I can only live a good life ပေါ့ငါကောင်းမှုနဲ့ဘဝတစ်ခုငါငါနေနိုင်မှုအတွက်ဆိုရင်တော့ if i really know what is good and evil ပေါ့အာတဲ့ပြောတာအဲ့တော့ကောင်းမှုနဲ့အရာဆိုတာဘာလဲအာ evil ဆိုတော့ဆိုးဆိုးရောက်တဲ့အရာတွေပေါ့မကောင်းတဲ့အရာတွေကဘာလဲငါက စိတ်မှပေါ့ really no ငါအမှန်တကယ်စိတ်မှငါကောင်းမှုနဲ့ဘဝတစ်ခုကိုငါကနေနိုင်မှာပေါ့နော် good and evil are not relative ကောင်းမှုနဲ့အရာနဲ့မကောင်းမှုနဲ့အရာဆိုးညံ့တဲ့အရာတို့ရုပ်မှန်တဲ့အရာတို့ကသူတို့ကဆက်စပ်မှုမရှိဘူး they are absolutes that can only be founded by a process of questioning and reasoning ဲ့ဒါကောင်းမှုနဲ့အရာတွေမကောင်းမှုနဲ့အရာတွေစွန်ရတဲ့အရာတွေကဘယ်လိုမျိုးအခြေအနေမှာမှကျွန်တော်တို့ကဒီ founder ပေါ့ရှာဖွေတွေးရှိနိုင်လဲဆိုတော့ဒီဒီကျွန်တော်တို့မေကုံမေမြန်တဲ့ဖြစ်စဉ်အနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ် reasoning ပေါ့နော်အကျိုးအကြောင်းဆင်ခြင်တုံသတာပဲဖြစ်မှလုံနိုင်မှကျွန်တော်တို့ကသိမှာပေါ့နော်ဒီကောင်းမှုနဲ့အရာနဲ့မကောင်းမှုနဲ့အရာကောင်းမှုနဲ့အရာနဲ့ဒီစူညံ့တဲ့အရာကဆက်ပြောတဲ့ in um in this way တဲ့ morality and knowledge are bound together ပေါ့နော်ဒီနီးလိုင်းအနေနဲ့ဆိုရင်သူပြောတာတော့ဒီ morality အကျင့်သိက္ခာတို့ကိုကျင့်သိက္ခာတို့ပြီးတော့ knowledge ပေါ့နော်အာပညာတို့ဘ ഹു သူတတို့ပေါ့လေနော်အဲ့ဒီအရာတွေကသူတို့ကတူတူပဲပေါ့နော်အဲ့ဒီအကျင့်သိက္ခာတို့ကိုကျင့်သိက္ခာတို့ပေါ့နော်ဒီနီးလိုင်းအနေနဲ့ဆိုရင်တော့အဲ့တော့အဲ့ဒီအတိတ်တရားတို့အသိပညာတို့ပေါ့ knowledge ပေါ့နော်အတိတ်တရားတို့အသိပညာတို့ ပြီးတော့ morality ကိုချင်းတိုက်ခါတော့ကတော့တူတူပဲပေါ့နော်သူတို့ကတူတူပဲအဲ့တော့ကိုကိုကို unquestionable unquestioning life ပေါ့ကိုကိုမေးခွန်းမမေးတဲ့ဘဝတစ်ခုကတဲ့ဘာလို့မျိုးဘဝနဲ့တူလဲဆိုတော့တဲ့ဥပဒေကိုမသိတဲ့ဘဝပေါ့ right ဥပဒေကိုမသိခြင်း ignorance ပေါ့နော်အမ်ဘဝနဲ့တူတယ် without ဘာနဲ့မရှိဆို morality ကိုကျင့်သိက္ခာကိုကျင့်တရားမရှိမရှိအာမရှိချင်းပေါ့နော်မရှိချင်းဖြစ်တယ်ပေါ့လေနော်အဲ့တော့ကိုကိုမင်းခွန်းကိုဘွားကိုမင်းခွန်းမထုတ်ဘူးဆိုရင်တော့ဘယ်လိုမျိုးနေထိုင်မှုဖြစ်လဲဆိုတော့ဥပဒေကိုမသိမှုနဲ့နေထိုင်တယ်ပြီးတော့ without morality ကိုကျင့်သိက္ခာမရှိဘဲနဲ့နေထိုင်တာပေါ့အဲ့တော့အချုပ်အနေနဲ့နောက်ဆုံးအနေနဲ့သူပြောရမယ်ဆိုရင်တော့ the life which is an eczema is not worth living ဘောနော်ကိုကိုမေးခွန်းပြန်မထုတ်နိုင်တဲ့ဘဝပေါ့နော်ကိုနေတော့နေလိုက်တယ်ဘဝမှာဒါပေမဲ့ကိုကို an eczema ပေါ့ကိုကိုမေးခွန်းမထုတ်ဘူးကိုကိုပြန်လည်းမသုံးသဘူးဆိုရင်တော့အဲ့လိုမျိုးနေထိုင်တဲ့ဘဝကထိုက်တန်တဲ့နေထိုင်မှုဘဝတော့မဟုတ်ဘူးပေါ့နော်ဒါတော့ Socrates ပေါ့လေနော်ဒါတော့ Socrates တွေးနေတဲ့ဒီအတွေးတစ်ခုလုံးသူတွေးနေတဲ့အာဖြစ်စဉ်ပေါ့လေနော် ဒါကတော့ secret ပုံမို့လဲနော်ဒါတော့ secret ပုံဖြစ်ပါတယ်ဒါတော့ခုနကကျွန်တော်ပြောတဲ့ဟာပေါ့နော် တစင်တစင်ဆင်းလာတာပေါ့နော်အဲ့ဒီနောက်ဆုံးသူလက်ခံယုံကြည်တဲ့အရာအထီးပေါ့နော် okay အာနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်ဒါတော့ secret secret ရဲ့အတွေ့အခေါ်အာမုံပုံစံတစ်ခုပေါ့နော်ကောင်းမှုနဲ့ဘဝဆိုတာကောင်းမှုနဲ့ဘဝဆိုတာဘာလဲဆိုတာသူတွေးခေါ်နေတဲ့ပုံစံပေါ့နော် အဲ့တော့ပြန်ချုပ်ရမယ်ဆိုရင်တော့သူ့ရဲ့အမြင်အရကောင်းမှုနဲ့ဘဝဆိုတာထိုက်တန်တဲ့ဘဝဆိုတာကတော့အမ်ဘယ်လိုမျိုးဘဝလဲဆိုတော့ကောင်းမှုစွာနေထိုင်ခြင်းပေါ့ a good life ပေါ့အဲကောင်းမှုစွာနေထိုင်ခြင်းကတော့ထိုက်တန်တဲ့ဘဝဖြစ်တယ်ကိုနေထိုင်မှုပုံစံကအမ်မိကုမထုတ်ဘူးပြန်လည်းမသုံးသတဲ့နေထိုင်မှုပုံစံဆိုရင်တော့အမ်အဲထိုက်တန်တဲ့ဘဝနေထိုင်မှုတော့မဟုတ်ဘူးပေါ့နော်